အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကားတော်ရဲ့အကားတော် official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော် channel ကနေဒီကနေ့မှတင်ဆက်ပေးဖို့ရည်ချထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာအကားတော်ကိုတိုင်ဖြစ်မဲ့အကြောင်းအရာတစ်ခုပေါ်မှာအခြေခံပြီးတော့ရေးသားထားတဲ့လေကမ်းဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်ကကြောင်းမှတင်ဆက်ပေးတော့မှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်ပါလေကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနားဆင်အားပေးကြပါဦးနော် အချိန်အားဖြင့်2000ပြည့်လွန်နှစ်ခန့်အချိန်အားဖြစ်တယ်။ညသကောင်တစ်ချက်တီးကျော်တဲ့အချိန်မှဖြစ်ပါတယ်။လာပြည့်နေပြီဖြစ်တာကြောင့်ပတ်ဝန်းကျင်တစ်ခွင်မှာလည်းလာရောင်ကြောင်ဝင့်လက်နေပါတယ်။တာဝတီမျိုးနဲ့လှလန်းကူးရွာအကြောင်းမှာဖောက်လုထားတဲ့မြေသားလမ်းကြီးကလည်းလာရောင်အောင်မှာဖြောင်ပြူးနေတယ်။တာအေးရွာသားကိုထွန်းမြင့်ကလည်းစပီးအဆုတ်ကလေးတည်းကိုဒကြီးကြီးနဲ့စီးနေလာတယ်။စပီးရဲ့အထိတ်မှာလည်းနိုးသီးကွက်ထဲမှာဖြောင်းနိုင်ထဲထုံပြီးတော့ချိတ်ဆွဲလာခဲ့တယ်။ကိုထွန်းမြင့်ကတော့အခြားလူမဟုတ်ပေ။ ဂမ်ဘီယာကြောင်တကားလေးကိုကောက်ရခဲ့တဲ့တာအေးရွာဥတင်ဝင်းရဲ့သားဖြစ်တယ်။ကိုထွမြအအသက်25နှစ်အရွယ်ကရှိပြီဖြစ်ပါတယ်။ကိုထွမြအအဲ့ဒီအချိန်ကတာဝရီဈေးထဲမှာ9ရောင်းတဲ့အလုပ်ကိုလုပ်ကင်တယ်။တာဝရီဈေးမှာနန်းလေးနိုင်ခွဲ9နာရီအချိန်မှာစီကန်းနေပြီဖြစ်တယ်။နန်းနဲ့6နာရီ9နာရီဆိုရင်တော့ဈေးခွဲသွားပြီဖြစ်တော့ကိုထွမြအလည်းဈေးစီတဲ့အချိန်ကိုမြင်ရတဲ့ညာကြီးတကောင်ထွက်လာခြင်းဖြစ်တယ်။တာဝရီကိုမနေ့နန်းနိုင်ခဲ့အချိန်ကိုရောက်တဲ့အခါမှာ9တန်ရ9တွေကိုယူရတယ်။ဈေးကိုပြန်ရောက်ပြီးတော့ခင်းကျင်းပြီးတော့ ဈေးစီကားတဲ့အချိန်ကိုစောင့်ရောင်းနေမနက်ချင်းလိုက်ကမ်းမှာတော့ဈေးတိုင်သိမ့်ပြီးတော့ပြန်လေးရှိတယ်ဒါလဲမကြီးကလည်းပြန်ပြူးပြီးတော့နေပါတယ်ညင်းတဲ့တကောင်ဖြစ်တာကြောင့်ဒါလဲမပေါ်မှာလူတူးတယောက်မှပဲမရှိပြီအခြားသူတွေအတွက်တော့အခုချိန်မှာသွာလာနေရတာထိလဲမယ်ဖြစ်တော့လေကိုထွန်းမရတော့ဒီလန်းကိုမိုးရွာရွာနေဘူးဘူးလာတာတာလာမိုက်မိုက်နင်းနေညာညာတယောက်သေးဖြစ်တန်းခဲ့ရသည်မှာကြာမဲလာပြီဖြစ်တဲ့အတွက်ထိလဲစရာကြောက်စရာဟုမထင်တော့ပြီကိုထွန်းမရလေလေကလေးတချွန်ချွန်နဲ့စပီးနေလာရင်းနဲ့ မကြငယ်မှာငှက်ပေါက်ကုန်းဂုံဒရာအနီကိုရောက်လာခဲ့တယ်။အဲ့ဒီနေရာမှာဂုံဒရာလေးတစ်ခုရှိတယ်။ငှက်ပေါက်ကုန်းလို့ခေါ်တဲ့ရွာအနားမှာတည်ရှိတာကြောင့်ငှက်ပေါက်ကုန်းဂုံဒရာလို့အများအားခေါ်ဆိုကြတယ်။အဲ့ဒီဂုံဒရာလေးနီးမှာတော့တဲအလွန်၆တဲလို့အများအားပြောဆိုကြတော့လေကိုထုံးမရတော့မယုံကြည်ပင်။ညာကြီးသကောင်သွားလာနေရတော့လေအခုချိန်ထိတဲအချောင်းမခံဘူးတာကြောင့်မယုံကြည်ခြင်းဖြစ်တယ်။စပိန်နဲ့သွားလာရင်လည်းယမန်နေမင်းကဈေးထိန်မှာရှိတဲ့လက်ဖေးဆိုင်မှာပြောဆိုခဲ့ကြဘူးတဲ့အကြောင်းအရာတွေကခေါင်းထဲကိုရောက်လာခဲ့တယ်။ ဟဲ့အောင်နေဟိုမောင်အေးဝင်းတော့ငှက်ပေါင်ကုန်ကုန်တရားမှာတဲချောက်ခံရလို့တဲ့ကွာစိုက်ကားနေနဲ့ကိုတန်းဝဲကမောင်အေးဝင်းရဲ့အကြောင်းကိုဖောက်တယ်ချနေတယ်ကိုထုံးမရတော့ထုံးစက်အတန်းမယုံဘူးအလကားပါဗျာကျောက်ညာကြီးစကောင်သွာလာနေတာပဲနှစ်ပေါင်နေပြီဘာသေးမှမတွေ့ဘူးပါဘူးဗျာအထာနဲ့ဒီကောင်ကဘယ်ချိန်မှသွားလို့လဲဗျအေးညာရှင်းနိုင်လောက်ကလို့ပြောတာပဲကွာဟိုသူကတာဝရီကနေစိုက်ကားနဲ့ကုန်နေဝယ်ပြီးတော့ပြန်လာတာကွာ အဂုံတရားဘောတက်တော့စိုက်ကတစ်ချက်ဆောင်သွားပြီးတော့ကုံတုတ်တွေကပြုတ်ကြတဲ့အတန်လိုမျိုးဖြစ်ကုန်တာတဲ့ကွာအနောက်ဝင်လှည့်ကြည့်တော့ဘာကုံတုတ်မှမတွေ့ရဘဲနဲ့မဲမဲအကောင်ကြီးတကောင်တွေ့တယ်ဆိုပဲကွာဟိုမောင်အေးဝေးကစိုက်ကောင်ကိုဒုံးနှင်းပြီးတော့ပြေးတော့ကွာရွာရောက်တော့အမောဆုံနေလို့မင်းဲကိုနှာနဲ့ယူနေရတယ်တဲ့ကွာအော်ခမရဟာဖြစ်နိုင်ပါမလားဗျာဟိုတုံးဝင်းကပြောလိုက်တဲ့အခါမှာကိုထုံးမြင့်ကလည်းတဟားဟားနဲ့ရင်မောလိုက်ဟဲ့အောင်ထုံးမြင့်မင်းလည်းသတိထားကွာနော် ဟိုညာကြီးအချိန်မတော့သွားလာနေတာဆိုတော့ဒီတခါမင်းနဲ့တွေ့ရင်တော့မင်းကိုဂုတ်ချိုးသွားမလားပဲကွ။ဟိုခမရလည်းဗျ။ကျုပ်ကြောက်တယ်ထင်ပြီးတော့လာရှောက်မနေနဲ့ဗျ။ကျုပ်ကအဲ့ဒီလမ်းမှာဘာသေးရဲမှမတွေ့ဘူး။အခမရပြောတဲ့သေးကိုကျုပ်တွေးလိုက်ချင်ပါရဲ့ဗျ။ကိုထုံးမင်းကလည်းအဲ့ဒီအကြောင်းလေးကိုပြန်စင်းစားရင်းနဲ့ဂုံဒရာလေးနဲ့နီးကပ်လာခဲ့ပြီဖြစ်တယ်။ဂုံဒရာလေးပေါ်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့တရားပေါ်လည်းရဲမပေါ်မှာလူတယောက်ကစောင်းကြောက်တက်ထိုင်နေတာကိုတွေးလိုက်ရ။ အခုချိန်မှာခီးသွားလာတဲ့အချိန်မဟုတ်တာကြောင့်အဲ့ဒီလူကလူမဟုတ်ပါမလားလို့ကိုထုံးမြရလည်းတွေးနေမိတယ်။သို့တော်လည်းမကြောက်တဲ့သူဖြစ်တာကြောင့်အချိန်မတော်ထွက်ထိုင်နေတဲ့ကာလာသားတယောက်ဖြစ်မယ်လို့တွေးလည်းမိပါတယ်။ဂွန်ဒရာတက်မို့စပိန်ရဲ့အချိန်ကရောကြသွားတယ်။အဲ့ဒီမှာကိုထုံးမြရခေါင်းထဲမှာအတွေ့အကြုံကပေါ်လာပြန်တယ်။တရားပေါ်မှာထိုင်နေတဲ့လူကို၆လက်ပြောဆိုရန်ဖြစ်တယ်။ဒီလိုနဲ့တရားကိုစပိန်နဲ့ဖျက်ဆီးပြီးတော့အဲ့ဒီလူရဲ့အနာကိုရောက်လာတယ် အဲ့ဒီလူဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူရဲ့လေမင်းမှာကြက်ကြီးကိုလေလိန်ထားတဲ့ကဲသို့တွဲလောင်းကျနေပြီးတော့အဲ့ဒီလူရဲ့ဥကောင်းကလည်းရင်ဘက်မှာတွဲလောင်းရင်းဖြစ်နေပါတယ်။အဲ့ဒီဖြစ်ကုန်မြင်တော့ကိုထွန်းမင်းကလည်းအလွန်ထိတ်လန့်သွားတယ်။ဒါကြောင့်ပဲစပင်းကိုအလင်းမြန်နင်းဖြက်လာခဲ့တယ်။ဂုံတရာနဲ့အတော်လှန်လှန်ကိုရောက်တဲ့အချိန်မှာအနောက်ကိုလှည့်ကြည့်လိုက်ပြန်တော့အဲ့ဒီလူကအေးအေးလူလူပဲထိုင်နေသေးဖြစ်တယ်။ကိုထွန်းမင်းကလည်းဒီကုလုံးကြက်သီးမွေးချင်းတွေထောင်ထားလာပြီးတော့ခေါင်းနှမင်းကြီးတွေကလည်းပုံမှုပြီးတော့ကြီးမားလာတယ်လို့ထင်ရတယ်။ ။ဒီလိုနဲ့စပင်းကိုအတော်နင်းပြီးတော့တာဝတီမြို့ကိုထွက်ခွာလာခဲ့တယ်။မနေ့ကင်းသေးတယ်သိပြီးတော့ကိုထုံးမြင့်တယောက်ကလည်းလက်ဖေးတိုင်မှာထိုင်းနေတယ်။အဲ့ချိန်မှာဆိုင်ကားနေတဲ့ကိုတန်းဝင်းကလည်းအုတ်ထုပ်ကိုရက်တောင်လုပ်ပြီးတော့ခတ်ပြီးတော့ဆိုင်ထဲကိုဝင်လာတယ်။ကိုထုံးမြင့်ကိုတွေ့တာနဲ့ကိုထုံးမြင့်ထိုင်တဲ့သပွဲမှာဝင်းထိုင်တယ်။အော်ဟိုနေကမောင်ရင်ဝင်းပြောတာမှန်တယ်ဗျို့။အော်ဘာမှန်တာလေဗျအဆောင်မရှိအဆောင်မရှိနဲ့။အော်ဟိုဒီလိုပါဗျ။မောင်ရင်ဝင်းကို၆လွန်လိုက်တဲ့တရားကြီးကိုကျုပ်ဒီမနေ့ပဲတွေ့လာခဲ့တယ်ဗျ။ ဝတန်းဝင်းရလည်းအတော်လေးကိုအံ့ဩသွားတယ်။ဟေးဟုတ်လားဟုတ်ဘလို့ပုံစံကြီးလဲကွာ။ဟိုလူတော့လူပဲဗျာ။လယ်ဖင်းကအချိန်ကြီးပဲဗျာ။ဟိုခေါင်းကရေပန်းသားမှာထွဲလောင်ကြီးကျနေတာဗျာ။ဟိုအဲ့ဒါနဲ့ပဲမင်းထွက်ပြေးလာတယ်ဆိုပါတော့။ဩထွက်မပြေးလို့ဘာလို့ရမှာလဲဗျာ။မင်းကွာဒီသေးရတော့ငါနဲ့သာတွေးလိုက်ချင်တယ်။ငါသာဆိုရင်တော့ကွာအဲ့ဒီသေးကိုမင်းကငါ့ကိုချောက်ချင်တာလားကွာဆိုပြီးတော့မေ့မေ့ပြီးတော့နဗန်ကြည့်အောင်ပါကွာ။ဦးတောင်ဝင်းခင်ဗျလေဝင်နေနေရှော့ဗျာ။ ကျုပ်လိုမကြောက်တဲ့လူတော်မှနည်းနည်းလန့်နေဗျခမရသာဆိုမူးမေးပြီးတော့တက်သေးမှာဗျမလေးကွာငါယောက်ျားပါကွာတဲလောက်ကတော့မကြောက်တဲ့ပါဘူးကွာကိုထုံးမြရလည်းမကြခင်မှာပဲကိုတန်းဝေးကိုနှုတ်ဆက်ပြီးတော့အင်းဝပြန်လာခဲ့လိုက်တယ်ကိုထုံးမြကနောက်တနေ့မှာအဲ့ဒီတဲကြီးနဲ့送တေဦးမလားဆိုပြီးတော့ကြောက်လန့်နေပြီတော့လေနောက်ပိုင်းမှာတော့ထပ်မတွေ့တော့ဘူးကိုထုံးမြတွေ့မိတာကတော့တဲရဲတစီတွေကလည်းလူများပြောကြတဲ့အကြောင်းအရာတွေကိုကြားနိုင်စွမ်းရှိတယ်လို့ထင်မိတယ် မိမိကလည်းမောင်အေးဝေးကိုတရား၆ခံရတဲ့အတင်းနဲ့တွေ့ကျင်တယ်လို့ပြောဆိုလိုက်မိတာကြောင့်တရားကသူရှိချောင်းပြသားတဲ့အနေနဲ့၆လက်လက်ချင်းဖြစ်မယ်လို့ယူဆတယ်။သုံးရက်ခန့်ကြာတဲ့အခါမှာတော့ကိုတန်းဝေးတယောက်ကလက်ဖေးအတန်းကိုရောက်မလာဘူး။ကိုထုံးမင်းကလည်းနေစဉ်နေတိုင်းလက်ဖေးရောက်ပြီးတော့စကားသမီးပြောဆိုနေကြဖြစ်တဲ့ကိုတန်းဝေးမလာတဲ့အခါမှာစိတ်ထဲမှာတခုခုလိုအပ်နေတကယ်ဆိုဖြစ်နေတယ်။ဈေးကနေပြန်တဲ့အခါမှာစိုက်ကားဂိတ်ကိုဝင်ပြီးတော့ကိုတန်းဝေးရဲ့အကြောင်းကိုမေ့ကြည့်ပြန်တယ်။အေးမောင်ထုံးမြေမောင်တန်းဝင်းတော့နေမကောင်းဘူးတဲ့ဟာ ဟိုငှက်ပတ်ကောင်းမှာတဲချောက်ခံပြီးတော့အပြင်းပြနေတယ်လို့ပြောတယ်ကွာကိုထိုးမင်းကလည်းအတော်လေးအံ့ဩသွားမိတယ်အဲ့ဒါကြောင့်လဖေးဆန်ကနေကိုတန်းဝင်းရဲ့အကြိုက်လဖေးရင်နဲ့အီကြွေးကိုဝယ်ပြီးတော့အိမ်မပြန်ခင်မှာကိုတန်းဝင်းရဲ့အိမ်ဘက်ကိုလှည့်ဝင်ပြေးခဲ့တယ်တငယ်ချင်းတယောက်ဒီမကောင်းဖြစ်နေတဲ့အချိန်မှာမင်းမြန်ရတာမိစေတယောက်ရဲ့တာဝန်ပင်မဟုတ်ပါလားကိုတန်းဝင်းရဲ့အိမ်လုံးကိုဝင်လိုက်တာနဲ့ဆောင်ကြားကြီးကိုခြုံထားတဲ့ကိုတန်းဝင်းကိုတွေးလိုက်ရဟာထိုးမင်းပါလားလာကွာတငယ်ချင်း ဟိုကိုတန်းဝင်းကိုတရေကြီးကဆော်ထဲလိုက်တယ်ဆိုဗျအေးကွာပြောကိုမပြောကျင်တော့ပါဘူးကွာအဖြစ်ကတော့ဒီလိုဟေးဟိုအဲ့ဒီနေ့ကငါစိုက်ကားသိမ့်ပြီးတော့အပြန်မှာတကယ်ချင်းတယောက်နဲ့တွေ့တာနဲ့ဘုံဆိုင်ကိုတွားကြတာပေါ့ကွာဘုံဆိုင်ကပြန်တော့ညာရှင်းနိုင်ကြောနေပြီကွာဟိုလူကလည်းခက်ထွေထွေလေးဖြစ်နေပြီလေကွာအဲ့ဒါနဲ့ငှက်ဘကုန်းတော်ကိုရောက်တော့ငါစိတ်ထဲမှာကြောက်စိတ်နေနေဖြစ်သွားမိသေးတယ်ကွာဟိုဒါမှမဟုတ်လေကွာမူးနေတယ်ဆိုတော့စိတ်ကလည်းကြွနေတယ်မဟုတ်လား ဝင့ဘကောင်ကိုဖျက်ရင်းနဲ့ပါဇက်ကနေတရေကိုအော်ဆဲပြီးတော့နင်းလာခဲ့တာတရားစင်းကြတော့စိုက်ကအရှိကိုဆက်မသွားတော့ဘူးကွာဟိုတရားစင်းဆိုတာနင်းစရာတော့မလိုဘဲနဲ့ဖရီးရိုက်ပြီးတော့ဆင်းလို့ရတယ်မဟုတ်လားကွာအဲ့တော့နဲ့ငါလည်းမတ်တက်ထားပြီးတော့အားဆိုင်နေတာပဲကွာဘလို့ပဲအားဆိုင်နေနေစိုက်ကရွတ်အောင်မေးတော့ဦးဟိအောင်ကြီးအဲ့တော့နဲ့ကွာငါလည်းနောက်ကတယောက်ကဆွဲထားတယ်ထင်ပြီးတော့လှည့်ကြည့်လိုက်တော့နေတဲ့အကောင်ကြီးမဟုတ်ဘူးခေငါစိုက်ကကိုလက်နဲ့အတင်းဖမ်းဆွဲထားတာအဲ့တော့နဲ့ကွာငါလည်းတရေကိုအော်ဆဲတာပေါ့ကွာ အနောက်တော့စိတ်ပေါပေါနဲ့တရေကြီးကိုဆိတ်ပြီးတော့ထိုးတာကွာဒီကောင်ကိုကြီးကတေဝဲချောက်တွေကိုစုထဲထားတဲ့အိတ်ကြီးတလုံးလိုပဲဟာဟိုထိုးလိုက်ရင်ရှုပ်ခနဲရှုပ်ခနဲနဲ့လက်ကနစ်နေဝင်သွားတာကွာအဒီကောင်ကြီးကငါ့ကိုပြန်ထိုးတာကြတော့အုံးသီးကြောင့်ကြီးနဲ့ပေါက်တယ်လို့ပဲကွာနားလိုက်တာလည်းပြောမနေပါနဲ့အနောက်တော့ထိုးရင်ထိုးရင်နဲ့မနိုင်မသိတာနဲ့ငါလည်းတရားပေါ်နေခုံချပြီးတော့အင်ဝဒုံးပြေးလာခဲ့တာပဲဟိဟိုမှတွေ့လား6လောက်တောင်နင်းနေနာနေသေးတယ်ကိုတန်းဝဲကလည်းရောင်ကိုင်းနေတဲ့6လောက်ကိုလက်ညှိုးထိုးပြတယ် ခမရအဲ့ဒါဗဇက်စောလို့ဖြစ်တာဗျကျုပ်ပြောပြမယ်တေးကလူတန်းကိုမချောက်ဘူးနော်အေးမောင်အေးဝင်းတေးချောက်ခံရတယ်ဆိုတော့ကျုပ်ကဒီတေးရဲ့နဲ့တွေ့ကျင်တယ်လို့စိတ်ထဲကပြောလိုက်တာတေးရဲ့နဲ့တွေ့တယ်ဗျအကျုပ်တေးရဲ့နဲ့တွေ့တယ်ဆိုရောခမရကငါနဲ့တော့တွေ့ရင်နဗန်ချင်းမှလို့ပြောခဲ့တယ်မဟုတ်လားအဲ့ဒါကြောင့်ဖြစ်တာနေမေးဗျအေးကွာငါတော့တခါတည်းမှတ်သွားတော့တာပါပဲကိုထုံးမင်းကလည်းတေးရဲ့ကိုလုံးလုံးမချောက်တဲ့ဒီတော့မဟုတ်ဘူး အငယ်တင်ကိုရင်ဝိဆိုင်ကတော့ဆရာတော်ကြီးပြောပြထားခဲ့တဲ့တရားတစီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားထောင်ခဲ့ဖို့ပြီးတော့တရားတစီတွေကိုကြောင်းလဲရသည်နဲ့တနာအမေဆိုတဲ့စိတ်တွေကိုကင်ဆယ်ထားသူဖြစ်တယ်။တနေ့ကဇေယောင်းပြီးတဲ့အခါမှာတော့ကိုထွန်းမြေတယောက်ကဇေးမယောင်းကျင်တော့ပြီ။အဇေးမယောင်းရတာလေလက်ထဲမှာများများဆဆမဆူမိပဲနဲ့ရရဆဆနဲ့ကုန်ခန်းသွားတာကြောင့်ဖြစ်တယ်။အဲဒါကြောင့်လက်ထဲမှာငွေလုံးရင်းရတဲ့လုပ်ငန်းတစ်ခုကိုလုပ်ချင်တယ်။အမိပါတွေကတောင်းသူလက်သမားတွေဖြစ်တာကြောင့်တောင်းသူလုပ်ရန်အားပေးတယ်။လေလုံးတာလေကိုထွန်းမြေနဲ့တော့တိတ်ဆိတ်ကားတိမဟုတ်ဘူး။ ငွေတင်ကလေးကမိဘတွေလုပ်ကင်ခဲ့တဲ့လေယာလုံငန်းတွေကိုကူညီပေးခဲ့ရတာကြောင့်လေသမားတစ်ပိုင်းဖြစ်နေပြီဖြစ်တယ်။သို့တော်လေကိုထုံးမြင့်ရဲ့ထံမှာလေပန်ရောမရှိပေ။အသက်ရွယ်ကြီးနေပြီဖြစ်တာကြောင့်မိဘလေကိုဝိုင်းလို့ဝိုင်းစားမလုပ်ချင်တော့။လေပန်ကလေးလုံရင်းနဲ့လေအားထွက်တဲ့သမားတွေကိုရောင်းပြီးတော့ငွေချင်းများများဆဆရှာကြည့်ခြင်းနဲ့စုကြည့်ခြင်းနဲ့အဲ့တော့ကြောင့်ကိုထုံးမြင့်ကလေရွာနီးချုံဆက်ကဈေးသက်သာမဲ့လေတွေကိုရှာဖွေကြည့်မိတယ်။ဈေးရောင်းရင်းနဲ့လက်ထဲမှာစုမိဆောင်မိရှိတဲ့ငွေကြေးလေးတွေနဲ့လေခွက်သေးတွေကအဆမတန်ကွာခြားနေပြန်တယ်။ ကိုထုံးမရလဲလင်းမျိုးဝယ်အတွက်ရှာဖွေရင်းနဲ့စိတ်သက်ကကြာလာတယ်။မိုးပင်ကြတော့မယ်အခုထိလေရလက်ဝယ်မရှိသေးဘူး။စူဆောင်းထားတဲ့ငွေတွေကလည်းဒတိဒတိနဲ့ငါဤကြားရှိဆိုသလိုညော်နေလာတယ်။တရမတော့ရွာကန်ကိုဘောနဲ့တွေ့တယ်။ကိုဘောကအစားနောက်တန်သူဖြစ်ပြီးတော့ယူဘောဘောနေသူဖြစ်တာကြောင့်ကိုဘောလို့ပဲအများခေါ်ဆိုကြ။ကိုထုံးမရလဲမိမိကြုံတွေ့နေရတဲ့အခက်ခဲတွေကိုကိုဘောကိုပြောပြတယ်။ကိုဘောကလည်းအသေးချာနားထောင်ပြီးတော့အေးဒီမဲ့ထုံးမင်း မင်းလေလိုချင်လို့ဆိုရင်အလကားနီးပါးစင်းနဲ့ရောက်မယ်လေတုကရှိတယ်ကွာဟာဘယ်ဘယ်လိုလဲလဲဗျအနေအောင်ကွာအရင်ဆုံးမင်းကိုငါမေးမယ်ဟိုမေးတရေကြောက်တယ်လားထုံးမြင်အာယောက်ျားပဲဗျဟိုတိတ်တော့မကြောက်တတ်ပါဘူးမကြောက်ဘူးလည်းမဟုတ်ဘူးလေအေးအဲ့ဒါဆိုမင်းဥပိုးဆောင်ကိုသိတယ်မဟုတ်လားကွာဟိုဥပိုးဆောင်ကြီးရဲ့လေမြောက်ဖက်ကလေခွဲကလေကန်းကြီးလို့ခေါ်တယ်လေတေးရဲချောင်းလုံးလို့ဘလူးမှမလို့ရဲကြဘူးဥပိုးဆောင်ကွာတခါပြောဘူးတယ် ဟိုဒီလေကိုလုံရဲတဲ့လူကိုအလကားနီးပါပေးမယ်တဲ့ကွာဟာဟန်ကြလိုက်တာဗျာအဲ့ဒါဆိုလေကျုပ်ကိုဥပိုးဆောင်တီကိုခေါ်သားတမ်းပါဗျအေးနောက်နေ့ကြခေါ်သားမယ်ကွာအေးဒါပေမဲ့မေးမကြောက်ပါရမယ်နော်ဒီလေကိုလူတော်တော်များများဆန့်ပြီးပြီကွာအကုန်လုံးကလက်လံပြီးတော့ပြေးရတဲ့လူကြီးပဲဟိုရပါတယ်ဗျာကျုပ်ဆန့်ကြည့်မယ်အေးဒါဆိုလေမလက်ဖက်မနဲ့ငါလာခေါ်မယ်ကွာဟိုတို့တွေဥပိုးဆောင်စီကိုသွားကြတာပေါ့ကွာကိုထုံးမြင့်ကလည်းပျော်ရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့တယ် အဲ့ရောက်တဲ့အခါမှာတော့မိဘတွေကိုဝမ်းသာအားအားနဲ့ပြောပြမိတယ်။အဖေဟိုကျုပ်တော်လေတော့ပိုင်တော့မယ်ဗျ။ဟိုအဖေဥပိုးတော်ကိုတည်တယ်မဟုတ်လား။ဟိုဥပိုးတော်ကသူတို့လေမြောက်ဘက်ကလေခွက်ကိုကျုပ်ကိုအလကားနေပါစေနဲ့ပေးမယ်တဲ့ဗျအဖေက။ကိုထုံးမြတ်ကဝမ်းသာအားအားပြောတော့လေမိဘနှစ်ပါးတော့အင်တီတင်ဖြစ်သွားကြတယ်။ဟဲ့တာဟိုဥပိုးတော်ရဲ့မြောက်ဘက်ကအကွက်ဆိုတာအဲ့ဒါလေကန်းကြီးပေါ့။ဟုတ်တယ်လေအမေရဲ့အဲ့ဒါဘာဖြစ်လဲအမေရဲ့ ဟဲတားရဲ့လေကန်ကြီးဆိုတာအချောင်းလန်ကြမ်းလုံးလို့ဘလူးမှလဲမလို့ရဲတဲ့နေရာပဲဟိုလုံရင်လေအဲ့ဒီလေကွက်ကတီးနိုင်မဖြစ်ထုံးဘူးတားရဲ့မင်းငွေတွေဆုံးရှုံးနေပါဦးမယ်တားရဲ့ဟိုတားမှမကြောက်တတ်တာမေယာတားလုံးမယ်ဗျတားရမင်းဟုံးမှလဲလုံတော့ကွာမင်းငိမ့်ချမ်းကိုတီးတယ်မဟုတ်လားဟိုငိမ့်ချမ်းဆိုတာလူမငိမ့်ချမ်းလားအေးကွာဟိုငိမ့်ချမ်းကတဲနဲ့တောင်ဖက်ပြီးတော့နဗန်းလုံးနဲ့ကောင်းကွာတဲကိုကြောက်เสียလို့မထင်နဲ့ကောင်း ။အေးအဲ့ဒီကောင်ကဒီလေကိုအချိုချောင်ရမလားဆိုပြီးတော့လဲသွားလို့တာ။တရေတွေဝိုင်းချောက်ထဲလိုက်လို့တခါလဲမျက်ဖြူဆိုင်ပြီးတော့ပြေးရတယ်တဲ့ဟေ။အပြီးတော့စစ်ပြန်ညွန့်ချွေဆိုတာလဲရှိသေးတယ်ကွာ။အဲသူ့ကိုသူစစ်ထဲရတော့ပြန်လာခဲ့တာတရေလောက်ကတော့အပြော့ပဲဆိုပြီးတော့အဲ့ဒီလေကိုဝင်လို့တာကွာ။အဲသူအေးတဲ့အချိန်မှာတဲရသူနှစ်ဖူးကိုဖနှောင်းနယ်ကြီးပေါက်ထဲလို့ပြန်ပြေးလာပါလေရောကွာဟိုကိုပါအေးရောဘာထူးလို့လဲကွာအဲသူကြတော့လူသွားမနေပဲနဲ့လေပဲသွားဆိုင်တာညာညာဆိုရင်ကွာကောက်နှံနေအကုန်လုံးမြေပေါ်နေဆွဲလန်ပြီးတော့ဇောက်ထိုးကြီးပြန်ဆိုင်ထားတာအားတယ်ကွာ လုံးနေကော့ပြန်ဆိုင်လေမနဲ့ရောင်အဲ့လိုပဲဖြစ်ဖြစ်နေတာနဲ့မျိုးဘိုးဆုံးပါလီရောလားဟုတ်ပါတယ်သားရဲ့အန်နေများပါတယ်မလုံဆန်းပါနဲ့ကွယ်လူတွေပြောတာအဲ့ဒီလေမှာအောင်လဲဆရာထုံအိုးမြုပ်ထားတယ်ဆိုလားအတဲရည်မွေးထားတယ်ဆိုရမယ်သားရဲ့မလုံပါနဲ့သားရသားလိုချင်အဖေလေကိုခွဲပေးပါမယ်ကွာအတော်ပါဖေဟာကျုပ်စွန်သားကြည့်ကျင်နေဗျကျုပ်တခါတော့ဆန်းကျင်သေးတယ်အဖေ မိဘနှမလည်းကိုထွန်းမျိုးကိုဖြောင်းပြမရတာကြောင့်တပ်ပင်းကိုသာချလိုက်ကြတယ်။နောက်တစ်နေ့မှာတော့ကိုဘောနဲ့အတူဥပိုးတောင်တို့အိမ်ကိုလိုက်သွားတယ်။ဥပိုးတောင်ကိုအကျိုးကြောင့်ပြောပြတဲ့အခါမှာတော့ဥပိုးတောင်ကခေါင်းညိတ်လိုက်ပြီးတော့အဲအခုတော့မွဲပါနေဦးကွာတော်ကြတဲ6တက်လေးကိုလိန်ညာရောင်းနေဆိုပြီးတော့ရွာလူတွေကငါ့ကိုပြောနေပါဦးမယ်။ဟိုမင်းမလို့ရဲလို့ထွက်ပြင်းရင်လေမြေဘိုးတွေပါဆုံးပါဦးမယ်ကွာ။ဟိုဒီလိုလုပ်ကွာအမောင်းထွန်းမြင့်။မင်းဒီလဲမှာတသီးလောက်လုပ်ကြည့်လိုက်။အေးတသီးပြီးလို့သီးနိုင်ထွက်တယ်။မင်းနေလို့အဆင်ပြေတယ်ဆိုရင်တော့ ဒီလေကိုငါဈေးပေါပေါနဲ့ရောင်းပေးမယ်ဟုတ်ပလားဥပိုးတော်ရဲ့အကြံအားလဲတမတမဲကြတာကြောင့်ကိုထုံးမြတ်ကလည်းလက်ခံလိုက်တယ်မကြမီမှာမိုးကြလာခဲ့တယ်မိုးကြဆိုတာလေလေသမားတွေလေစတင်ပြီးတော့ထွန်ရဲကြတဲ့အချိန်လေးဖြစ်တယ်လေကန်းကြီးကတော့ရွာနဲ့အတော်လှမ်းလှမ်းနေရမှာတရှိတယ်လေတောင်ဘက်မှာတော့ဥပိုးတော်တို့ရဲ့လေတွေရှိပြီးတော့လေမြောက်ဖက်နဲ့အရှိဘက်မှာလည်းတောအုပ်ကလေးတွေရှိတယ်လေနောက်ဖက်မှာတော့တီးနဲ့ဆိုင်ပြို့လို့မရတဲ့ဖုံးစိုးမြေကြီးတစ်ခုရှိတယ် လေကန်းကြီးကလည်းရွာနဲ့တို့လှမ်းတာကြောင့်သွားလာတာနဲ့ပဲအချိန်ကုန်မှာဖြစ်တာကြောင့်ကိုထုံးမရလည်းလေခွဲအစုံဖုံးစုံမြေကြီးနီးမှာလေတဲလေးထိုးပြီးတော့တယောက်တည်းနေထိုင်တယ်။လေထုံရဲ့အတွက်တော့မိဘထံအနွားတွေကိုငှားပြီးတော့ထုံးတယ်။ဥပိုးဆောင်တို့လည်းလည်းထိစက်နေတဲ့နေရာမှာထိမ်မီးဒီပင်ရှိတာလွဲပြီးတော့ကြံနေရာတွေမှာတော့သိပင်ကြီးကြီးမားမားမရှိပဲ။ကိုထုံးမရလည်းလေဆောင်ထဲမှာပထမဆုံးစားအိတ်တဲ့ညမှာပဲတဲကောင်းရင်တောက်ခေါက်တံကိုကြောက်။စင်းကြည့်လိုက်တဲ့အခါမှာဘသူမှမရှိပဲ။ အေးလိုက်ရင်ကျန်တဲ့အချိန်မှာလဲတောက်ခေါက်တန်ကိုထွက်ကြရပြန်တယ်။ကိုထုံးမြကလည်းတဲဘော်ကိုတက်လိုက်ဆင်းလိုက်နဲ့ပင်မလာသည်ဖြစ်တော့စိတ်မရှိတော့ပဲနဲ့။အေးမင်းတို့တောက်ခေါက်ချိန်လဲတညာလုံးထိုင်ခေါက်ကြဟိငါတော့အိပ်ပြီဟာ။ကိုထုံးမြပြောလိုက်တဲ့အချိန်မှာတဲလေးတစ်ခုလုံးကဟုန်းငယ်လှုပ်ခတ်သွားပြန်တယ်။လူတယောက်ကတဲကိုကန်ဆောက်လိုက်တဲ့ပုံစံမျိုးဖြစ်တယ်။အခြားလူတွေဆိုရင်တော့ထွက်ပြေးကြမှာဖြစ်တော့လေကိုထုံးမြကတော့ခြံတော်ထဲမှာပဲမထွက်ဘဲနဲ့ လှုပ်ဟေမင်းတို့လှုပ်ထားငါ့ကိုပခန့်နဲ့ချော့သိနေတယ်လို့ပဲကွာလှုပ်ထားဟာလှုပ်ထားကိုထုံးမြင့်ပြောလိုက်တဲ့အခါတဲရမလုံရမ်းတော့ပဲနဲ့ငြိမ်ကြသွားတယ်ကိုထုံးမြင့်ကလည်းပေကက်ပြီးတော့အိတ်တော့တယ်ဒီနေ့ကုန်ပင်မဲထားတာကြောင့်မကြခင်အချိန်မှာပဲအိတ်ပျော်သွားတယ်ဘလောက်ကြောင့်အိတ်ပျော်သွားမိသိမသိမြက်ခွန်ကိုစူးချမ်းချအလင်းရောင်တွေလာရောက်ထိုးနေတဲ့အခါမှာကိုထုံးမြင့်တဲကလည်းလန့်လို့သွားတယ်သူနိုးလာတဲ့အချိန်မှာပဝင်းကြီးကိုလှည့်ကြည့်လိုက်တော့တဲပေါ်မှာမဟုတ်ဘဲနဲ့ကစင်းရိုးကိုခေါင်းအုံးပြီးတော့အိတ်နေခြင်းဖြစ်တာကိုတွေးလဲရ တကယ်တရားတဲပေါ်နေဆွဲချပြီးတော့ကစင်းအိုးပေါ်မှာပြစ်ထားခဲ့ခြင်းဖြစ်မယ်လို့တွေးလိုက်မိတယ်။ကိုထုံးမင်းကလည်းထော့မပြေးပဲနဲ့တိုက်ကွက်တစ်မျိုးပြောင်းမယ်လို့တွေးလိုက်မိတယ်။အဲ့ဒီညနေမှာထမေးလေးလုံးချက်အိုးတဲတယ်။ထမေးကိုဇလုံးကြီးတစ်ခုတည်းကိုထည့်ပြီးတော့ငပိဟင်းနှစ်တွေနဲ့နဲဖက်လိုက်တယ်။ပြီးတော့တဲပြင်ဝါပက်လက်ကလထိုင်လေးမှာထိုင်ပြီးတော့ထမေးစားတော့လိုက်တယ်။အချိန်အားလဲည9နာရီခန့်ရှိပြီဖြစ်ပြီးတော့မိုးရသည်မို့လို့တင်ညိုတင်သားတွေကအုတ်ဆိုင်ရေးဖွဲ့နေတာကြောင့်တာမန်တဲ့ပို့ပြီးတော့မှောင်ပိုက်နေတယ်လို့ထင်ရတယ်။ ကိုထွန်းမြရဲ့နဘေးမှာထုံးထားတဲ့ဖျောင်းတဲ့မိကွက်ကလေးသာခမိတ်မိန်ကလေးဝင်းလန့်နေတယ်။ကိုထွန်းမြကဘိုင်းသွားတဲ့အခါမှာတော့ထမင်းစလုံးတဝက်ခန့်ကျန်နေသေးတယ်။ကိုထွန်းမြကလည်းစလုံးကန်လန်ရင်ရောက်။ကဲကျန်တဲ့ထမင်းတွေကိုဒီလယ်မှာနေထိုင်ကြတဲ့သူတွေအတွက်ကျွေးပါလေ။စားကြပါတောက်ကြပါအမြဲတမ်းတော့မကျွေးနိုင်ဘူးလို့ကိုထွန်းမြကလည်းအဲ့လိုပြောလိုက်ပြီးတော့ထမင်းစလုံးကိုတဲကောင်းရင်နီးမှာချထားလိုက်တယ်။အဲ့ဒီနောက်မှာတဲအချိန်မှာရှိတဲ့ဝါပလက်ကလထိုင်လေးမှာထိုင်ပြီးတော့စေးဘောလေးကိုအရသာခံပြီးတော့တောက်နေတယ် အဲ့ဒီအချိန်မှာပဲလေခွင်းရဲ့အလေအနေလူနှစ်ဦးကလည်းဘွားကနေပေါ်ထွက်လာတယ်။အနီးဘက်မှာအခြားလေတောင်တဲတွေမရှိတဲ့ပြင်အခုလိုအချိန်မတော်တဲ့အချိန်မှာသွာလာနေရတဲ့သူတွေကလူမဖြစ်နိုင်ကြောင်းကိုထုံးမင်းကသိတယ်။အဲ့ဒီလူနှစ်ဦးကလည်းကိုထုံးမင်းရှိရာကိုဥတီပြီးတော့လာတယ်။လူတဦးကတာမန်လူသားရဲ့ဖြစ်တော့လေကြံလူတူကတော့ကိုထုံးမင်းစီကိုလမ်းလျှောက်လာရင်းနဲ့အရက်ကြီးကတဖြည်းဖြည်းနဲ့ရှေ့လျားလာတယ်။ဝါရမဲရွယ်ကမ်းမှာတဖြည်းဖြည်းထမ်းမင်းကြီးတမင်ရဲ့အမြင့်ရွယ်စားဖြစ်လာတယ်။အဲ့လူနှစ်ဦးကလည်းကိုထုံးမင်းချထားပြီးတဲ့ထမင်းတလုံးကိုစားသောက်ကြတယ်။ အရက်ချိန်နဲ့တရေကြီးကဝလုံးကဲ့သို့ပိန်သွယ်ရှည်လျားတဲ့လက်နဲ့နှံ့ယူစားတော့တယ်။စားတော့ပြီးတဲ့အခါမှာတော့တာမန်အရွယ်သေးကကိုထုံးမင်းကိုပြုံးပြတယ်။အဲ့ဒီလူကလည်းဒီကိုလုံးအိုးမဲတွေတုတ်ထားတဲ့ကဲ့သို့နတ်မောင်နေပြီးတော့မျက်လုံးနဲ့ပါသက်သာအဖြူရောင်ဖြစ်နေတယ်။ထမ်းမင်ကအရက်ချိန်တဲ့တရေကြီးကတော့ပလက်ကလေးတိုင်းပေါ်မှာထိုင်နေတဲ့ကိုထုံးမင်းကိုလာရောက်ငုံကြည့်ပြီးတော့ပြုံးပြတယ်။အဲ့ဒီတဲကြီးရဲ့ပါးစပ်ထဲမှာတော့သွားနှချောင်းသာငုံငုံကလေးရှိတယ်။ကိုရုံးမင်းကလည်းကြောင်မန်းမသိအောင်ကြောက်လန့်နေမိတယ်။ အဲ့လူနှုတ်ကလည်းလေခွေထဲကိုပြန်ဆင်းသွားကြပြီးတော့ပျောက်ွယ်သွားလေတော့တယ်အဲ့ဒီညမှာထူးဆန်းဆန်းပဲကိုထုံးမြေတယောက်ကဘာနှောက်ရှမ်းမှမခံရတော့ဘူးကိုထုံးမြေကလည်းအဲ့ဒီနောက်ပိုင်းမှာတော့အချောင်းလန့်သိမ့်မခံရတော့ဘူးသို့တော်လေတရေတွေကအတန်ပေးခြင်းအနံပေးခြင်းများတော့ရှိသေးတယ်အဲ့တော့လေကိုထုံးမြေကတရေကလည်းသူ့လိုသူ့လိုထားငါလည်းငါလုံးငါလုံးမှာပေါ်လို့ဆိုပြီးတော့တိတ်အလေးနဲ့မထားတော့ဘူး။ဆွေမျိုးသားချင်းပေါင်းသင်းတွေကကိုထုံးမြေလေထဲမှာတင်းနေပြီလားလို့နေတိုင်းလာရောက်ကြည့်ရှုကြတယ်။တဲမှာတော့ကိုဘောကရောက်လာခဲ့တယ် ဟေ့အောင်ထွန်းမြင်မင်းတကယ်ဤဒီမှနေတယ်ဟုတ်လားအေးဟုတ်တယ်လေကိုဘိုးရဲ့အခုဆိုရင်ထွန်းရင်တော်ညံ့နေပြီကွာဟိုမျိုးတွေလည်းတန်းနေပြီရှေ့ဘက်လောက်ကျရင်တော့ကောက်ဆိုင်ရတော့မယ်ကွာဟာမင်းကတော့အာကလူပဲထွန်းမြင်ရေအေးငါတမိန်မင်းသေးချောက်ခံထီအောင်လို့ဆိုပြီးတော့ဒီကြံကိုတမိန်ပေးလိုက်တာကွာမင်းကတော့ဒီမှာဟန်ကြနေပါလားကွာနေပါအောင်ကွာမင်းတို့သေးရမချောက်ဘူးလား၆တာမှပြောမနေပါနဲ့ဗျာပုံစံမျိုးစုံနဲ့ဟို၆တာဟိုနေ့ကလည်းထမ်းမယ်လို့ရှိတဲ့တရေကြီးကကြောက်ကုန်ငုံကြည့်တာဗျာ အသူ့မျက်နှာကြီးကတော်တော်ဆိုးဆိုးဗျဟိုတော့လည်းနှစ်ချောင်းပဲပါဟာအဲ့ဒါမင်းမင်းမကြောက်ဘူးလားတော်မင်းဟိုစိတ်ထဲကတော့ကြောက်တာပေါ့ဗျဒါပေမဲ့လည်းတဲရသူ့လိုသူလုထားဆိုပြီးတော့ဒီလိုပဲဖြည့်တွေးရတာပေါ့အေးပါကွာလုထားတယ်မှာမင်းတို့ကနောက်ဆိုသရေမားနဲ့တွေ့ပြီးတော့ညာနေအောင်မလားမပြောတတ်ပါဘူးကွာကိုရိုမေကလည်းညာရဲ့ခါနီးအချိန်မှာဖះကိုကြကြနာနာရှစ်ခိုးတယ် အစာပိုင်းရဲတွေကတော့အဲ့လိုဖျားရှိခိုးတဲ့အခါမှာထင်းအိုးပုတ်ချင်းခေါင်းမိုးပေါ်မှာတကြောကြောင်းနဲ့လမ်းလျှောက်နေခြင်းများကိုကြုံတွေ့ရအဲ့ဒီအခါကိုထုံးမြင့်ကတရေတစီတွေကိုရည်စူးပြီးတော့မြေတောင်ပုတ်တယ်အမြတမ်းပေးဝေးတယ်သုံးရခန့်ကြာတဲ့အခါမှာတော့တရေတွေကဖျားရှိခိုးရင်မနှောက်ရတဲ့အပြင်တဲပေါဝါမှာနောက်ပြန်ကြီးလာလာထိုင်နေတတ်တယ်ကိုထုံးမြင့်ကလည်းတရေတွေကိုတွေ့တာနဲ့ဟောက်ကောင်နေဟိုမင်းတို့ဒီမှာဘာထိုင်လို့နေကြတာလဲကွာဒီကလုံးမဲနေနေတဲ့တရေကြီးကလည်း ဟိုမင်းဖျားချက်ကိုမြေတာပို့ရင်တို့တွေနေရတာအေးချမ်းလို့ပါကွာအဲ့ဒီတရေကြီးကစကားပြောတဲ့တော့လေကြံတရေသုံးလေးကောင်ကတော့စကားတွေမပြောတတ်ပြီဦးအားအတန်များသာပြုတ်တဲ့အေးအဲ့ဒါဆိုရင်လေအေးအေးနေကွာအဒါနဲ့ငါကြားဘူးတာကတော့ဟိုပရလောကသားတွေဆိုတာအစစ်အစ်အုပ်ချုပ်နေထိုင်ကြတဲ့သူတွေရှိတယ်ကွာအမင်းတို့တွေကိုအုပ်ချုပ်နေတဲ့သူမရှိဘူးလားအဲ့ဒီခါမှာတရေကြီးကလေလေခွင့်အဆက်ကထိန်မီကြီးကိုလက်ညှိုးထိုးပြတယ် ဟိုထိမ်မင်းကြီးမှာရုပ်ကစိုးရှိတယ်ကွာအဲ့ဒီလိုသာခိုက်ပြက်ပြက်ပြောကြပြီးတော့တရေတွေကလည်းလေတဲကိုပြန်ဆင်းသွားကြတယ်ကိုထုံးမင်းကလည်းတူးတဲ့နေသူဖြစ်တာကြောင့်အိမ်သာဆိုပြီးတော့တက်တက်မတ်မတ်မထားပြီအလေးသွားရဲ့အတွက်မြေကြီးတစ်ခုကိုတူးထားပြီးတော့အပေါ်ကထလန့်နဲ့ဖုံးထားတယ်အပေါ်ကတော့ကြုံရင်ကြုံတဲ့နေရာမှာသွားတဲ့တယ်တ냐တော့ကိုထုံးမင်းတယောက်ကလည်းတေးနိုးလာတယ်အပေါ်လွန်သွားကြလာတာကြောင့်တဲပေါ်ကနေဆင်းပြီးတော့တဲချိန်မှတ်တဲ့နေရာမှာမတ်တက်ရက်ပြီးတော့အပေါ်သွားမိတယ် အဲဒီအချိန်မှာထူးဆန်းတဲ့မွှေးရည်နဲ့တကူကနှာခေါင်းထဲကိုတိုးဝင်လာတယ်။ကိုထုံးမြရဲ့အရှိမလူတယောက်ကဘွားကနေပေါ်လာတာကြောင့်ကိုထုံးမြကလည်းထိတ်လန့်သွားမိတယ်။ပေါ်လာတဲ့သူကလည်းယောက်ျားမဟုတ်မိန်းမဖြစ်တယ်။အစိမ်းအောင်ဝဲဆက်ကိုဝစ်ဆဲထားပြီးတော့လက်မောင်တန်ဆန်းတဲ့သပင်ရှည်ကြီးကလည်းခြေဖောင်းအနီးကိုဝဲကြနေတယ်။အဲဒီမိန်းမရဲ့ကိုခန္ဓာကလာရောင်ကဲ့သို့အယောင်များဝင်းလည်နေပြန်တယ်။အဲဒီမိန်းမရဲ့ရုပ်ရည်ကလည်းအဲ့ဒီခေတ်ကခေစားနေတဲ့ရုပ်ရှင်မင်းသမီးများဖြစ်ကြတဲ့ထထမုံနန္ဒာလိုင်လို့နဲ့နှိုင်းရှင်မရအောင်ချောမောလှပီးတယ် ကိုထုံးမင်းကလေဟောမင်းမင်းမသူလဲရှင်းကိုကြောက်လာတရီပေးတာကျုပ်ကထိမ်းမေးမာနေတဲ့ယောကဇိုးပဲဟောယောကဇိုးဆိုတာယောက်ျားတွေပဲရှိတာလို့သိခဲ့တာပါခမရမိမဖြစ်နေပါလားဗျအပေါ်တွေပြောမလီပါနဲ့ဒီလယ်နဲ့ဒီကွင်းကိုကျုပ်ပိုင်တယ်ကျုပ်ပိုင်တဲ့နေမြေမှာအပေါ်လေးကိုစီးမရှိကမ်းမရှိပဲနဲ့သွားတာကိုကျုပ်ကမကြိုက်ဘူးအရင်လူတွေဒီလိုလုပ်လို့မောထုတ်ခဲ့ရတာများပြီရှင်ကကျုပ်ရဲ့လက်အောင်ငယ်သားတွေနဲ့တီကျွမ်းနေတဲ့အတွက်ရှင်ကိုသတိလာပြီးတာ အဲနောက်တစ်ခါကျူးလိုက်ရင်တော့အရှင်ကျုပ်ကြောင်းတည်မယ်ဟိုနေနေပါဦးဗျာဟိုဒါဆိုကျုပ်ကဘယ်နေရာမှာအပေါ်လေးသွားရမှာလဲဗျရှင်တွင်းထုတ်ထားတဲ့နေရာလေအဲ့ဒီနေရာမှာပဲသွားပါဘောအဲ့ဒီနေရာကိုတော့ခွင့်ပြုတယ်ဒါပေမဲ့အနံ့တော့လုံအောင်လုံးရှင်ရှင်တို့ရဲ့မစိန်အနံ့နေရာတိတ်နန်းဆော်လုံးနေအော်ဟုတ်ကဲ့ဟိုလုံးပါမယ်ဗျာလုံးပါမယ်ကိုထုံးမင်းကဂရီဘေးပြီးတဲ့အခါမှာတော့အဲ့ဒီရုပ်ကစုံမကလည်းပျောက်ကွယ်သွားတယ် နောက်တနေ့မှာပဲကိုထွန်းမြအဲ့ဒီနေရာမှာကျင်းနဲ့နဲ့တူးပြီးတော့အင်တာတခုကိုလည်းလုံအောင်ကြုံကြုံခိုင်ခက်ခက်တီးဆောက်လိုက်ရတယ်။ရခိုင်အားလိုတွေ့ကြတဲ့နေရာမှာအပေါ်မသွားတော့ဘဲနဲ့အင်တာကိုပြေးပြီးတော့အပေါ်သွားရတယ်။မျိုးပင်နေတန်လာတဲ့အခါမှာတော့ကောက်ဆိုင်ရင်ပြင်ဆင်ရတယ်။ကိုထွန်းမြကောက်ဆိုင်သမားလေးတွေကိုငှားရမ်းထားတယ်။ကောက်ဆိုင်သမားတွေကတမန်တော်ခင်းလုံးကောက်ဆိုင်ပြီးတော့ထမင်းစားတော့ပြီးတဲ့အချိန်မှာဒီကုလုံးကိုကုတ်ဖဲ့ပြီးတော့လွလွနေကြတယ်။ကိုထွန်းမြကလည်းပြပြသလင်းနဲ့ဟဲ့နင်တို့ဘာဖြစ်လာကြတာလဲဟဲ့ ရားတယ်ရားတယ်ဟိုခွေလျာသီးကင်ပြီးတယ်လို့ရားတယ်အာမဟုတ်တာပဲဟာဒီနားမှာခွေလျာသီးမှမရှိတာပဲဟာကိုထုံးမင်းကလည်းခေါင်းကုတ်နေရပြီဖြစ်တယ်ကောက်ဆိုင်သမား၆ယောက်ကလည်းရားလုံးတာကြောင့်ကုတ်ဖဲ့နေရပြီးတော့ဒီကုလုံးမှလည်းအိမ်မြင်ကဲ့သို့အနီအောင်အဖူးဖိတ်များပေါ်ထွက်လာတယ်ကဲမှန်မှန်ပြောတဲ့ဟိနင်တို့တကုတ်ကများအမားလုထားတာရှိတယ်မဟုတ်လားအာကျုပ်ကျုပ်တို့ကဘာအမားလုရမှာလဲတော့အေးနင်တို့အပေါ်လေးတွေတော့ကြသေးတယ်မဟုတ်လား အာအပေါ်ဘားလောက်ကတော့ကောက်ဆိုင်ရင်းနဲ့ကစင်းတက်မှာပဲသွားလိုက်တာပဲလေကိုထွန်းမြင့်ဟာပြဿနာတော့တက်ပြီဟေးနင်တို့အဲ့ဒါပြဿနာပဲဟာကိုထွန်းမြင့်ကလည်းထိမ်မင်းကြီးစီကိုပြေးလာခဲ့တယ်ဟုတ်ထိမ်မင်းမနေတဲ့ရုပ်ဆုံးမကြီးခမသူတို့မသိလို့လုံးမိတာကိုဘွေမြူပါနဲ့နောက်နောက်ဒီလိုမဖြစ်စေရပါဘူးလို့ကျုပ်အာမခံပါတယ်သူတို့ကိုခွဲလို့ပေးပါခမကိုထွန်းမြင့်ပြောဆိုပြီးတဲ့အချိန်မှာပဲကောက်ဆိုင်သမားတွေကမရမ်းရန်ကြတော့ပြီကဲဟေးနင်တို့တွေမှတ်ထားကြ ။နောက်ဆိုရင်ငါလေတွေကိုလာရင်တွေ့လျာနေရမှာအပေါ်လေးမသွားနဲ့ဟာ။သွားချင်ရင်တဲနောက်ဘက်ကအိမ်သာဦးပဲသွားဟုတ်မလား။ဒီမြေကမြေချမ်းနေဟာ။မသိပါဘူးကိုထွန်းမြေကျုပ်တို့တော့ဒီလိုပဲသွားနေကြပါ။အေးဒီလေကတခြားလေနဲ့မတူဘူးဟာ။ဒီလေကလေကန်းကြီးဟာ လေကန်းကြီး။နေတို့သေသွားမယ်ဘာမှနေ။ကောဆိုင်သမားလေးတွေကလည်းကြောက်လန့်သွားကြတယ်။အဲ့ဒီချိန်ကစပြီးတော့ကိုထွန်းမြေရဲ့လေထဲမှာမဟုတ်တာကိုမလုံရဲတော့ ကိုထွန်းမင်းကလည်းလေထဲကိုရောက်လာကြသူတွေကိုအဲ့ဒီအကြောင်းပြောပြပြီးတော့ချောင်းလန့်ထားတယ်။သဘာပေါ်ပြီဖြစ်တယ်။ကိုထွန်းမင်းရဲ့သဘာကင်းကအထွက်တိုးလာပြီ။ဥပိုးတော်ကတော့မြေအိမ်ဖြစ်တာကြောင့်မြေစီတက်ပြီးတော့အထွက်တိုးရခြင်းလို့ပြောတယ်။သဘာထွက်ချိန်မှာတော့ကြွက်ဆာကလေးများကဲ့သို့သဘာဖြစ်တဲ့အကောင်များကြောက်ကြတော့လေကိုထွန်းမင်းရဲ့အခင်းမှာတော့ကြွက်တကောင်မှမရှိဆာကလေးတွေတောင်ကွင်းပေါ်အနေဖြတ်ပြီးတော့မပြန်တမ်းမီ။အဲ့ဒါလေပရာလောကသားတွေရဲ့အကူအညီကြောင့်ဖြစ်မယ်လို့ကိုထွန်းမင်းကတွေးလိုက်မိတယ်။ ယောကသောမနဲ့ကိုထုံးမြတ်ကလည်းပုံမှုပြီးတော့ခင်မဲလာတယ်။ကိုထုံးမြတ်ကထေမင်းကြီးရဲ့အောက်မှာစီမီးထုံးခြင်းအမွှေးနဲ့သာတိုင်းများထုံးညှိခြင်းနဲ့လက်ဖက်ကုံးရတွေကိုကြုံကြုံသလိုတင်ဖြောင်းလေးရှိတယ်။စပားရိတ်သိမ့်ပြီးတဲ့အချိန်မှာတော့ကိုထုံးမြတ်ထံကိုယောကသောမရောက်လာတယ်။ရှင်ရလီစပားသာပေါ်တယ်အလူတန်းလေးပါလီလည်းမလုပ်ဘူး။ဟာစပားအခုမှပေါ်တာဟာပထမဆုံးရာသီဆိုတော့ငွေရဒီလောက်မမြတ်သေးဘူးလေ။အေးဆိုင်ဖို့ပြောဖို့ချေးထားပြုတ်ထားတဲ့ငွေတွေကိုလည်းပြန်ဆက်အောင်မယ်ခါ။ အလူပေးဖို့အထီးလောက်တော့လက်ထဲမှာပတ်စံမရှိသေးဘူးဟာဒါဖြင့်ကြုတ်ပေးမယ်ယူမလားဟိုနေကဘာပေးမှလဲဟာရွှေအိုးတွေဘာတွေမြှောက်ထားတာရှိလို့ဟိုတခြားတော့မဟုတ်ပါဘူးရှင် ချဲကနန်းပေးမယ်ရှင်ပေါ့အောင်သားတို့အပေါ့ရင်အလူလုံးပေါ့အေးကောင်းနေဟာဒါဆိုရင်လည်းပေးဟာယူဆိုးမှလေကိုထုံးမြင့်ကိုကနန်းသုံးလုံးရွတ်ပြတယ်ကိုထုံးမြင့်ကလေအဲ့ဒီကနန်းကိုအသေးချာမှတ်သားထားလိုက်တယ် ။သဘာပေါ်ပြီးတဲ့အချိန်မို့လို့ကိုထုံးမင်းကရွာထဲမှာပြန်နေထိုင်နေ။သုံးလုံးချဲတီထွက်ဖို့ရက်ကလည်းနှီးကပ်လာပြီဖြစ်တယ်။တရက်မှာတော့ဘုန်းကြီးကျောင်းစွန့်ကြိုက်သွားပုံရင်းနဲ့ရွာသားတွေနဲ့စကားလက်ဆုံကြနေတယ်။စကားပြောရင်းနဲ့ချဲကျောင်းတွေကိုရောက်သွားတယ်။ဟိုထုံးမင်းမင်းရောဘာကနေကြားထားသေးလဲကွာ။ကိုထုံးမင်းကလည်းရုပ်ကစိုးပေးထားတဲ့ခနဲကိုပြောကြားလိုက်တယ်။မိမိကလည်းအဲ့ဒီခနဲကိုကြေးကြီးကြီးနဲ့ထိုးလိုက်လေတော့တယ်။ချဲထွက်လာတဲ့အခါမှာတော့ခနဲသုံးလုံးကတက်တက်ဆင်အောင်လွဲတယ် ကိုထုံးမြတယောက်ကလည်းဒေါသထွက်ထွက်နဲ့လေထဲကိုဆင်းလာတယ်။ထိမ်မြောက်ကိုသွားပြီးတော့ရုပ်ကစုံပေါ့ရန်သွားတွေ့။ဟင်းခဏအရှင့်ကိုပဲပေးတာလေ။တခြားသူတွေကိုပေးတာမှမဟုတ်တာ။ဒါဖြင့်ငါသူများတွေကိုရှောက်ပြောလို့မပေါက်တာပေါ့ဟုတ်လား။ကန်ဆက်တဲ့လူအချင်းချင်းမှရလာရှင်။ရှင်ကလူတကာကိုပြောလိုက်တော့လူတန်းကရှင့်လိုကန်မျိုးရှိတာမှမဟုတ်ပဲ။အော်အေးဟာငါသိပြီ။အဲဒီတကာငါဘူးအောင်မှမပြောတော့ဘူး။ရုပ်ကစုံပေါ့လေကိုထုံးမြကိုခဏသုံးလုံးပြောပြန်တယ်။ ကိုရုံးမရလေတခါသေးဘူးပြင်ဖို့နားလေဆိုသကဲ့သို့မှတ်သွားတာကြောင့်ဘသူ့အမှမပြောတော့ဘူး။ရုံးစားဆုံးအဖေမေတွေတော့မပြောတော့ဘူး။ဒုတန်အောင်ရွာတွေကလူတွေကကိုထုံးမေကိုဝိုင်းဝန်းလှပြောင်းနေကြသေးတယ်။ရုပ်ကစိုးပေးတဲ့ကနန်းတွေကထွက်မလာတာကြောင့်တရွာလုံးချဲဖို့အတော်ရှုံးသွားတယ်လို့ဆိုတယ်။ကိုထုံးမေကလည်းရုပ်ကစိုးမပေးတဲ့ကနန်းကိုငွေ3000ဘူးထိုးလိုက်တယ်။အရိခေက3000ဆိုတဲ့ငွေပမာဏကလည်းတိတ်နေလာသေးတော့မဟုတ်ပေ။ချဲကနန်းထွက်တဲ့အခါမှာတော့အရိကနန်းထွက်လာတယ်။ကနန်းသုံးလုံးကလည်းရုပ်ကစိုးမပြောတဲ့အတိုင်းအစင်လိုက်ပင်ဖြစ်တယ်။ ကိုထုံးမြင့်တယောက်ကလည်းရောချင်းငွေတွေကိုရရှိပြီးတော့လက်ထဲမှာငွေများများသားသားကင်ပြီးလာတယ်။အဲဒီကမှရုပ်ကဆုံးမှပြောတဲ့အတိုင်းအလှူဒန်းလုပ်တယ်။လက်ခွေးတွေရသူတွေကိုလည်းအမြပေးဝေပေးတယ်။လက်ခံကြီးကိုလည်းဝယ်ယူလိုက်ပြီးတော့လက်ခံကြီးရဲ့နဘေးကမြေအင်းတွေကိုပဲဝယ်ယူလိုက်နိုင်တယ်။သို့တော်လည်းရုပ်ကဆုံးမနဲ့တရေတွေကတော့မကျွတ်လို့ကြသေးပြီ။ကုသိုလ်ကောင်းမှုကိုတော့ရရှိသွားကြဟန်တူးတယ်။တရေမှာတော့ရွာတွေကမိသေးဖုတ်တဲ့လူတစုကထိန်မင်းကြီးကိုခုန်လှဲပြီးတော့မိသေးဖုတ်လိုက်ကြ။ကိုထုံးမြင့်ကလည်းရောမပြန်နေတာကြောင့်အဲ့ဒီဖြစ်ကိုမသိလိုက်ပြီ။ ညံကိုရောက်တဲ့အခါမှာတော့အိမ်ပေါ်ယုကသုံးမတက်လာပြန်တယ်။ယုကသုံးမရဲ့မျက်လုံးတွေကမိဝဝင်တောက်နေတကယ်ဆိုဝင့်လန့်နေ။ဟမ်ယုကသုံးမပါလား။မင်းမင်းအိမ်ကိုဘာလာလုထတာ။ငါ့ဘေးကိုမိသေးဖုတ်တဲ့လူတွေလှည့်သွားကြပြီ။ဒါကြောင့်ငါရွာတော်ချင်းကိုခွင်တော့မိတော့ရွာထဲကိုဝင်လာခဲ့တာ။ငါ့ဘေးကိုလှည့်သွားတဲ့လူတွေအကုန်လုံးအသေးဆုံးနဲ့တေးအောင်ငါလုပြင်မိသေးဖုတ်တဲ့သူတွေကကိုထုံးမင်းတို့နဲ့စိန်မျိုးမကင်းတော်ကြသူတွေဖြစ်တယ်။ ဟာမလုံးပါနဲ့ဟာဟိုသူတို့မှလည်းသားများနေနေပါဟာကျောက်ပင်ကိုဒင်းတို့လှဲသွားတာပဲကျောက်မှနေတရာမှမရှိတော့တာ။အော်ဒါဆိုလဲငါနေတရာပြန်ပေးမယ်ဟာဟိုနေကျင်နဲ့မလား။ရုပ်သုံးမလည်းရုတ်တရက်နှုတ်ဆိတ်နေတယ်။အော်ဒီလိုလုပ်ပါဟာဟိုလေခိုင်းကြီးရဲ့မြောက်ဘက်ကတောအုပ်ထဲမှာအုံထဲပင်ကြီးတစ်ပင်ရှိတယ်။အဲအခုငါအဲ့ဒီတောအုပ်ကိုဝယ်လိုက်ပြီဆိုတော့အဲ့ဒီပင်ကြီးအကုန်လုံးကငါအပင်ကြီးပဲ။အဲ့ဒီအုံထဲပင်ကြီးမှာနေနေပေါ့ဟာ။ဟိုနေကငါခွင့်ပြုပါတယ်ဟာ။ ယူကဇုံမလည်းတောက်ချက်ခေါင်းရင်းနဲ့အိမ်ပေါ်ကနေပြန်ဆင်းသွားတယ်။နောက်တစ်နေ့ကိုအရောက်မှာတော့မိသေးဖုတ်တဲ့လူတွေကရန်ဖြစ်ချင်းမကြောင်ရင်းနဲ့တယောက်နဲ့တယောက်ရိုင်းနှဲကြလေ။သို့တော်လည်းသေလောက်တဲ့ဒဏ်ရာတွေကိုမရသွားကြတာပဲတက်တာတယ်လို့တွေးမိတယ်။အရိစင်အားစားပြီးတော့ယူကဇုံမကလည်းအုံထဲပင်ကြီးမှာနေထိုင်တော့တယ်။ကိုထွေးမင်းကလည်းသစ်ပင်များခုတ်ပြီးတော့လေမေများကိုချဲ့ထွင်တော့လေအုံထဲပင်ကြီးနဲ့အနီးပါအပင်တွေကိုကွက်ကွက်ကလေးခြံထားခဲ့တယ်။အခုချိန်ထိတော့ကိုထွန်းမင်းရဲ့လေခွက်ကိုရွာသားတွေကလေခဲကြီးလို့ခေါ်ဆိုနေကြသေးဖြစ်တယ်။ သို့တော်လေအဲ့ဒီလေတွေကမကန်းတော့တဲ့အပြင်စပားရသည်ကိုရောက်တိုင်းရွှေဝါရောင်စပားမင်းတွေကရိမ့်နယ်ပြီးတော့နေပါလေတော့တယ်ကျွန်တော်ရှင်တွေကနေအခုတင်ဆက်ပေးသွားတဲ့ဇလန်ကောင်းလေးကတော့ဆရာကားသောကိုရန်ရေးသားထားတဲ့လေကန်းကြီးလို့ခေါ်တဲ့ဇလန်ကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာနောက်မြန်မာလေဒီတဲ့စိတ်ဝင်စားကြကောင်းတဲ့ဇလန်ကောင်းမျိုးကိုတင်ဆက်ပေးသောမှာမို့စောင့်မျှော်အားပေးနားဆင်ကြပါဦးခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းတွေကိုလေကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထပ်တူကြနိုင်ကြပါစေခင်ဗျာ